။ဘုရားရဲ့အစွန်မတွေမှာအင်မတန်အထူးခကြတဲ့မိခွန်းကခု ရှိတယ်ဗျာ။အဲ့ဒါကတော့ဆင်းရဲဒုက္ခဆိုတာဘေးကနေများစတင်လာတယ်လဲဆိုတာပါပဲ။ဒီနေ့မှာတော့အဲ့ဒီကြောင့်တရားတွေရဲ့မူလအမြစ်ကိုကျန်းကန်ကခုကိုအခြေခံပြီးတစ်ချက်လောက်လေ့လာကြည့်ကြရအောင်။ကဲအဓိကမိခွန်းကိုပဲတဲ့တဲ့မေးရရင်ပေါ့ဗျာ။လူတိုင်းလိုလိုကြုံဘူးကြတယ်။ဆင်းရဲခြင်းဆိုတာလေတကယ်တော့ဘယ်ကနေစတာလဲ။ ဟုတ်ပါတယ်ဒါကပဲဒီနေ့ကျွန်တော်တို့အတူတူအဖေရှာသွားမယ်အဓိကအချက်ပါပဲอืมစိတ်ဝင်စားစရာကောင်းတာကကျန်းခံနေရအဖေရတခုတည်းမဟုတ်ဘူးဗျာစင်ရင်ချင်းရဲ့နှုတ်ွယ်မှာအခြေခံအကြောင်းရင်းသုံးမျိုးတောင်ရှိတယ်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားတာတွေ့ရတယ်ဆိုတော့ဒီအမျိုးအစားသုံးမှုကလည်းကျွန်တော်ရဲ့အပြုမှုအားလုံးကိုကိုနှုတ်စိတ်ဆိုပြီးတော့ခြုံငုံမိနေတာကောကဲဒါဆိုပထမဆုံးတစ်ခုဖြစ်တဲ့ကိုနဲ့ဆိုင်တဲ့အပြုမှုတွေနဲ့စလိုက်ကြရအောင် ပထမဆုံးကြောင်းရင်းကတော့ဗျာကျွန်တော်တို့ရဲ့ရုတ်ခန္ဓာကိုယ်ကနေတိုက်ရိုက်ပြုလုပ်တဲ့အပြုအမှုတွေနဲ့သက်ဆိုင်ပါတယ်။ဒါကတော့အပြင်ပန်းမှာအထင်ရှားဆုံးအမြင်သာဆုံးအပိုင်းလို့ပြောလို့ရတာပေါ့။ကျန်းကျန်ထဲမှာတော့မူရင်းတိုင်းတိလို့ဖော်ပြထားတယ်။ကိုဖြင်းပြုအပ်တော့မကောင်းတော့အကျင့်ကာယဒုစရိမ်နှင့်ပြည့်စုံခြင်းတဲ့။အတိဘေကတော့ရှင်းပါတယ်။ကျွန်တော်တို့ရဲ့ကိုခန္ဓာနဲ့တိုက်ရိုက်ပြုလုပ်တဲ့မကောင်းမှုတွေဟာစင်ရဲ့ကြီးရဲ့အရင်းမြစ်တစ်ခု ဖြစ်တယ်လို့ဆိုလို့တာပါပဲ။ ဒီကာယဒုစရိတ်ဆိုတဲ့ပါဠိစကားလုံးကိုတစ်ချက်လောက်ဖြည့်ကြည့်ရအောင်ကာယဆိုတာကတော့ကိုယ်ကန္တာကိုယဉ်ညွန့်တာပေါ့ဒုစရိတ်ကတော့မကောင်းတဲ့အကျင့်ဒါမှမဟုတ်မလျော်ကန်တဲ့အဖြစ်မှုကိုဆိုလိုတာပါပေါင်းလိုက်တော့ကိုယ်နဲ့ပြုလုပ်တဲ့မကောင်းတဲ့ပြုမှုပေါ့ကဲကိုယ်နဲ့ဆိုင်တဲ့အဖြစ်မှုတွေပြီးတော့ဒုတိယအကြောင်းရင်းကိုဆက်သွားကြရအောင်အဲ့ဒါကတော့နှုတ်နဲ့ဆန်တဲ့အပြောဆိုအပိုင်းပါပဲဒီဒုတိယချက်အတွက်ကျန်းကန်လာစကားလုံးကတော့ နှုတ်ဖြင့်ပြုတ်ဝတ်တော့မကောင်းတော့အချစ်ဝစီဒုစရိုက်နဲ့ပြည့်စုံခြင်းတဲ့ဒီမှာတတိထားမိမှာပါကိုဆိုတဲ့နေရာမှာနှုတ်ဆိုပြီးပြောင်းသွားတာကလို့ရင်ဖွဲ့ကြီးပုံကအရင်အချက်နဲ့တပုံစံတက်ပဲဒါကဒီအဆုံးအမရဲ့စနစ်တကျရှိမှုကိုပြနေတာပေါ့ဟုတ်ကဲ့ဒီနေရာကဝစီရုစေမှာပါတဲ့ဝစီဆိုတာက စကားဒါမှမဟုတ်နှုတ်ကိုဆိုလိုတာပေါ့ဒါကြောင့်ဒီမျိုးစားထဲမှာ မကောင်းတဲ့တပတ်တော်ကိုထိခိုက်စေတဲ့ပြောဆိုဆက်ဆက်မှုပုံစံအလုံးပါဝင်နေတာပါကဲ အခုဆိုတတိယနဲ့နောက်ဆုံးအကြောင်းအင်းကိုရောက်လာပါပြီဒီတစ်ခါမှာတော့အတင်ပန်းအဖြူမူလေးကနေအသွင်းဘက်ကိုဝင်ပြီးဆက်ရက်နေပေအရာအလုံးရဲ့မူလစားလုံးတော်ဆိုနိုင်တဲ့နေရာကိုတစ်ချက်ကြည့်ကြရအောင်နောက်ဆုံးကကားချက်ကတော့စိတ်ဖြင့်ဖြစ်အပ်သောမကောင်းသောအကျင့်မနောတုစရိတ်နဲ့ပြည့်စုံခြင်းနဲ့အခုဆိုရင်တော့ဆင်းရဲခြင်းကိုဖြစ်ပေါ်စေတဲ့အပြင်ပိုင်းရောအတင်ပိုင်းမှာပါရှိတဲ့အကြောင်းတရားသုံးပါးစလုံးပြည့်စုံသွားပြီပေါ့ဒီမှာထုံထားတဲ့မနောဆိုတာကတော့စိတ်ကိုရည်ညွှန်းတာပါပဲဒါကြောင့်ဒီအမျိုးအစားက ကျွန်တော်တို့ရဲ့မကောင်းတဲ့အတွေ့အခေါ်တွေမတန့်စင်တဲ့ရည်ရွယ်ချက်တွေနဲ့မာရွေးတဲ့အမြင်တမိုးထားတွေအားလုံးကိုခြုံငုံမိသွားပါတယ်။ကဲအခုဆိုရင်တော့ဒီတီးကြားစီလို့ထင်ရတဲ့အယူဆသုံးခုကိုပေါင်းဆက်ပြီးတကူတဲ့သောစနစ်တစ်ခုအနေနဲ့ဘလို့နားလဲနိုင်မလဲဆိုတာခြုံငုံပြီးကြည့်ကြရအောင်။ဒီမှာတော့အကြောင်းတရားသုံးရက်လုံးကိုတနေရာထဲမှာခြုံငုံပြီးတွေ့နိုင်ပါပြီ။ကိုနဲ့ဆိုင်တာက ကာယဒုစရိုက်၊နှုတ်နဲ့ဆိုင်တာကဝစီဒုစရိုက်ပြီးတော့စိတ်နဲ့ဆိုင်တာကမနောဒုစရိုက် ဒီလိုစနစ်တကျခွဲခြားပြတ်ထားတာကကိုယ့်ရဲ့အပြုမှုတွေကိုဘလို့တုံးသက်ရမလဲဆိုတဲ့မူပေါင်းကောင်းတစ်ခုကိုပေးထားတာပါပဲ။ဒါပေမဲ့အရေးကြီးဆုံးအချက်ကဒီသုံးခုကတီးခြားစီမဟုတ်ဘူးဆိုတာပါပဲ။ကိုနှုတ်စိတ်ဆိုတာအပြန်လန်ချိတ်ဆက်နေတဲ့ system တစ်ခုဗျာ။ဥမာပြောရင်စိတ်ဆဲကမကောင်းတဲ့အတွေ့တစ်ခုကမကောင်းတဲ့စကားတစ်ခုဖြစ်လာနိုင်တယ်။အဲ့ဒီခါနေတစ်ဆက်မကောင်းတဲ့အပြုမှုတစ်ခုအထိဖြစ်သွားနိုင်တာပေါ့။အဲ့ဒီဆက်ဆက်မှုကိုနားလဲတာကသာတကယ်အဓိကအချက်ပါပဲ။ ဒီနေ့ရှင်းလင်းတင်ပြမှုကိုမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ကိုနုစိတ်ဆိုလေဒီအပြုမှု၃မျိုးထဲမှာဘယ်တစ်ခုကတခြားနှစ်ခုရဲ့အရင်ခံမူလအစချင်နိုင်မလဲ။ဒါကတော့အသွေးအပျော်နဲ့အလုတ်ချားကဆက်ဆက်မှုကိုစပီးစင်ရင်သုံးသပ်သွားဖို့ခြံထားခဲ့ခြင်းနဲ့အချက်လေးပါပဲ။